ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုဘောဒနာတရားနေဖြင့်မဂ္ဂရုံရှိတော်ဘုရားကြီးရေးသားထားခဲ့တဲ့အနာကသာသနာ၏ကျမ်းစာထဲကဘုံကြီးပြန်ပြုပြင်ရေးဆိုတဲ့တရားဒေသနာတော်ကိုဟောကြားပေးမှဖြစ်တယ်။ဘုံကြီးပြန်ပွဲပြုပြင်ရေးတဲ့ဦးဇင်းတို့မြန်မာနိုင်ငံမှာ ဆရာတော်တွေပြည့်တော်မူရင်ကြံရစ်တဲ့တပည့်တက္ကရာကမတွေကအစွမ်းကုန်ပူဇော်ကြတယ်ပေါ့မိမိတို့ဆရာသမားတွေကိုနောက်ဆုံးအနေနဲ့တိလာကုန်သမာဓိကုန်ပညာကုန်ကိုရည်မှန်းပြီးတော့ပူဇော်ပွဲကျင်းပတာဟာကောင်းတယ်ပေါ့ဒါပေမဲ့ ရှေရောတံဃာတော်ရဲ့သီလကုံတမာတိကုံပညာကုံကိုဥဇော်ရှင်ကိုအကြောင်းပြုပြီးတော့ခေကာလတစ်ခုကြာသွားတဲ့အခါမှာဂုံပကာတနာပြိုင်ပွဲတွေဖြစ်လာတယ်။ပျော်ပွဲရှင်ပွဲတွေပါလာတယ်ပေါ့။ရတော်အဖြစ်ရှေရောကြီးတွေပြန်တော်မမှုခင်မှာ လိုအပ်ရာရာကိုထောက်ပံ့တူတန်းခြင်းထက်ပြန်တော်မူခါမှဘလောက်ကုန်ကုန်ဆိုတာမျိုးတွေဖြစ်လာတယ်ပြန်တော်မူခင်မှာလိုအပ်တဲ့စေဝါဒက်စာစေကုသဈေးကိုကြတော့လူရမှာနှမျောကြတယ်တွန့်တိုကြတယ်ဒီပြန်တော်မူတဲ့အခါကြလို့ရှိရင်တော့အကြီးအကျယ်ဆုံးလုပ်မယ်အခမ်းအနားဆုံးလုပ်မယ်ငွေကိုဘလောက်ကုန်ကုန်ဆိုတာမျိုးတွေဖြစ်လာကြတယ်မကနောကျွန်တော်ဘုရားကြီးကပြောပြတယ် ရှေတော်တပါနာမည်ကြီးဆရာတော်တပါအလွန်မကြမ်းမမာဖြစ်ပြီးတော့စိတ်ယုံတက်ရတယ်အသက်အန္တရာယ်ဆိုးရင်ရတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့တော့အဲ့ဒီခေတ်အဲ့ဒီခါကဆရာတော်အတွက်စိတ်ကူးစားဇေယျဆိုပြီးတော့အလူခံလိုက်တာဟိုကဒီကတစ်ချက်နှစ်ချက်နဲ့ဆုလိုက်တာအဲ့တော့ 40လောက်ပဲရတယ်မလောက်မငါနဲ့ကူရတယ်ပေါ့နော်အဲ့ဒီဆရာတော်စေကုတာတာမလောက်မငါနဲ့ကူရတယ်အကရွေ့တာတဲ့အဲ့ဒီဆရာတော်ဒါပြန်တော်မူသွားမယ်ဆိုရင်400လဲလှူကြမှာပဲ4000လဲလှူကြမှာပဲတော်တည်တယ်တဲ့အဲ့ဒီဆရာတော်ကံကောင်းထောင်းမလို့ပြန်တော်မူသွားဘူးရှိုးရှိုးတက်တက်နဲ့အဲ့ဒီဟိုကဒီကရတဲ့ပတ်စံလေး40လေးနဲ့ ကုသပြီးအသက်ရှင်တော်မူတယ်လို့ဆရာတော်ဘုရားကြီးကမိတ်တယ်။ဒါကြောင့်ပြန်တော်မူတဲ့အခါမှာငွေကုန်ကြခန္ဓာထက်ပြန်တော်မမူခင်မှာအဲ့ဒီဆရာတော်အတွက်လိုအပ်ရာရာကိုလူတိုင်းကြတာကပိုကောင်းတယ်မဟုတ်ဘူးလားလို့ဆရာတော်ဘုရားကြီးထောက်ပြတယ်။ညသောအပြင်ကပြန်တော်မမူခင်မှာလူရမှာကိုတွန့်တုံပေမဲ့ပြန်တော်မူတဲ့အခါမှာပွဲလုံးမယ်ဟေ့ဆိုရင်ဘလောက်ကုန်ကုန်ဆိုတာမျိုးတွေဖြစ်သွားကြတယ်မို့အဲ့လိုပြန်တော်မူခါမှာ ပွဲလင်းသမိုင်းတွေငားရမ်းပြီးတော့ငွေအကုန်ကျခံမဲ့အစားပြန်တော့မမှုခင်ကျမ်းမာရေးအတွက်ထောက်ပံ့လူတန်းကြရင်ဘယ်လောက်ကောင်းမလဲလို့ဆရာတော်ဘုရားကြီးကထောက်ပြပါတယ်နော်အဲယနေ့ခင်မှာလည်းအဲ့ဒါမျိုးတွေတွေ့ရတယ်တခါတုန်းကလည်းအဲ့လိုနယ်ဘက်ကဆရာတော်တပါးနဲ့ဆုံတော့အဲ့ဒါပြောတယ်အဲ့တော့သူကတော့သူ့တခါတခါမတွေကိုမှားထားတယ်နင်တို့တွေငါသေးကမှငါ့ကိုလာမထောက်ပံ့ကြနဲ့ဆိုတာဆရာတော်ကြီးက သူရွာသူရွာသားတွေကိုမာထားတယ်ထောက်ပံ့စဉ်မသေးခင်ထောက်ပံ့တေပြီးခါမှငိုကြီးချမ်းမနဲ့ဘလောက်ကုန်ကုန်ဆိုတာမျိုးမလုပ်ကြနဲ့အကျိုးမများဘူးပေါ့နော်အကျိုးမများဘူးဟိုတီလာကုန်တမာတိကုန်ပညာကုန်ကိုရည်မှန်းပြီးတော့လူတန်းပူဇော်ကြရင်တော့ကုသိုလ်ရကြမှာပေါ့နော်ဒါပေမဲ့မြတ်သောအပြင်ကတီလာကုန်တမာတိကုန်ပညာကုန်ကိုရည်မှန်းပြီးပူဇော်တာထက် ပကာသနာကိုသိချဲ့ကားလွန်အောင်ကြည့်တယ်နောက်တခါရတ္တူရွာသားတွေရဲ့အပျော်ပါးကိုဦးစားပေးလွန်အောင်ကြည့်တယ်ပေါ့အပျော်ပါးတွေပါလာဘုန်းကြီးပြန်ပွဲအကြောင်းပြုပျော်ပွဲရှင်ပွဲကျင်းပကြတယ်နီမာကလုံးဆရာဘုရားကြီးကသူ့ငယ်စဉ်တုန်းကကြုံခဲ့ရတာလေးတခုပြောပြတယ်ဆရာကြီးတို့ရွာမှာ ဲ့မြောက်ကျောင်းတောင်ကျောင်းဆိုပြီးတော့ကျောင်းနှစ်ကျောင်းရှိတယ်ပေါ့ရွာမှာမြောက်ကျောင်းနဲ့တောင်ကျောင်းတော့နှစ်ကျောင်းရှိတယ်ဆယ်တော်ကြီးတို့ဘက်ကတောင်ကျောင်းနဲ့တူပါလေကျောင်းသားလေးတွေစာကျရင်စာကျရင်နဲ့ပြင်းလာကြတယ်ကျောင်းသားလေးတွေစာကျရင်စာကျရင်နဲ့ပြင်းစာမကျချင်တော့ပြင်းလာတယ်အဲ့တော့မြောက်ကျောင်းဘက်ကဘုန်းကြီးတွေ ဖြစ်ကျင်တော့ရှင်းစင်းနောက်စင်တဘာပြီးတဘာပြန်တော့မှုတယ်မြောက်ကျောင်းကဆယ်တော် ပြန်တော့မှုတော့ထုံစံအတိုင်းဘုန်းကြီးရဲ့ယုတ်ကလက်ကိုအကြာကြီးထားပျော်ပွဲရှင်ပွဲတွေကျင်းပကြလားနဲ့ရှိပြီးထားကြတယ်ပျော်ပွဲရှင်ပွဲတွေကျင်းပကြပွဲလန်းတပင်တွေစီစဉ်ကြတယ်ပေါ့အစီအကားဆုံးဖြစ်အောင်အခမ်းအနားဆုံးဖြစ်အောင်လုပ်ကြတယ်ဆယ်တော်ကိုပူဇော်တယ်ဆိုတာတည်း ဆရာတော်ပြန်တော်မူတာကိုအကြောင်းပြုရွာသားတွေပြောဖို့အတွက်ကိုလုပ်ကြတယ်ပေါ့အဲ့တော့ပွဲစည်းတန်းတွေကခြေကြီးဇပွဲတွေလည်းအပြိုင်ဆိုင်ငှားကြနဲ့အဲ့လိုအဲ့ဒီရွာမှာစီကားတယ်ပေါ့ဘုန်းကြီးပြန်ပွဲမှာအတော်စီကားတယ်ဒါကြောင့်ဘုန်းကြီးပြန်ပွဲမှာတန်ဝေကတွေယူပြီးတော့ဒါနကုသိုလ်တွေလုပ်ကြရမယ်သီလတွေစောက်တည်ကြရမယ်တရားတွေပွားများအထောက်ကြရမှာဖြစ်တယ်ပေါ့ဒါမှဒါနသီလဘာဝနာအစားပျော်ပွဲရှင်ပွဲတွေလုပ်ကြတယ် တော့ဆရာတော်ကိုပူဇော်တာဆိုတာမဖြစ်စလောက်ကလေးပဲရွာသားတွေပျော်ဖို့အဓိကဖြစ်နေတာအဲ့တော့အဲ့တောင်ချောင်းက တောင်သားလေးတွေကစာဆိုရင်းနဲ့ပြင်းလာတော့အချင်းချင်းပြောကြတယ်တဲ့စာကြည့်ရတာလည်းပြင်းလိုက်တာကွာဟိုဘက်မြောက်ချောင်းကဘုံကြီးတွေတပါးပြီးတပါးတပါးပြီးတပါးပြန်တော်မူနေတယ် တို့เจ้าကဘုန်းကြီးတွေတပါးမှပြန်တော့မဟုတ်တဲ့တပါးလောက်ပြန်တော့မဟုတ်တော့ကောင်းပါပဲတဲ့ဘုန်းကြီးကိုပြန်တော့မှုစေချင်တာဘုန်းကြီးပြန်တော့မှာတို့ပြောရမှာလေအဲ့တော့ဟိုဘက်เจ้าကဘုန်းကြီးတွေတပါးပြီးတပါးပြန်တော့မှုတယ်တဲ့တို့เจ้าကဘုန်းကြီးတွေတပါးမှပြန်တော့မဟုတ်အခုချိန်မှာအများတပါးလောက်ပြန်တော့မှုတော့တော်တော်ကောင်းပါအဲမာကရုံစေတော်ဘုရားကြီးကသူ့ငယ်စဉ်တုန်းကเจ้าသားတွေပြောနေတဲ့စကားကိုစေတော်ကြီးကမိတ်တာနော် ဒါမြန်မာနိုင်ငံရဲ့အနေအထားကိုပြနေတာပဲလေအဲ့တော့ဘုန်းကြီးပြန်ပွဲဟာပျော်စရာမဟုတ်ပါဘူးတန်ဝေကယူစရာဖြစ်ပါတယ်ဘုန်းကြီးပြန်ပွဲအကြောင်းပြုပြီးတော့ကုသိုလ်တွေပြုလုပ်ကြရမှာဖြစ်ပါတယ်ပျော်ပွဲရှင်ပွဲကျင်းပကြရမှာမဟုတ်ဘူးဘုန်းကြီးပြန်တော်မူတာပျော်စရာမှမဟုတ်ပဲဒါပေမဲ့မယောင်ရာစီလူလို့ခေါ်ရမယ်နော်ဘုန်းကြီးရဲ့အယုတ်အလောင်းတော်ကိုအကြာကြီးထားကြတယ်လူမစီစီအောင်လုပ်ကြတယ် နာမည်ကြီးပါပြီဆိုတော့မင်းသားမင်းသမီးတွေငှားကြတယ်ဆိုတော့အဲ့ဓာဒီအကုန်ကြခံမဲ့အစားသာသနာတော်အတွက်အကျိုးများတဲ့နေရာမှာသုံးနိုင်ဘယ်လောက်ကောင်းမလဲလောကအတွက်အကျိုးအကျိုးများတဲ့နေရာမှာသုံးနိုင်ဘယ်လောက်ကောင်းမလဲဒါကြောင့်ဆရာတော်ကိုပူဇော်တယ်ဆိုတာကနည်းနည်းပါမိမိတို့ပျော်ဖို့ရှင်ဖို့ပြုလုပ်ကြတာကပိုများနေတယ်လို့မာကနောဆရာတော်ဘုရားကြီးကထောက်ပြတယ်နောက်ဆရာတော်ကြီးကတခုထပ်ထောက်ပြတယ် ေပြန်တော်မူတဲ့အခါမှာအယိုးအိုးဇေဒီဆိုပြီးလောက်ကြပြန်တယ်ဇေဒီတက်ကြတယ်ပေါ့နော်ဇေတော်ကြီးကအဲ့ဒါကိုလည်းမကြိုက်ဘူးပြုပြင်စေခြင်းနဲ့ပြန်တော်မမူခင်တုန်းကကြတော့ရိုးရိုးသေးသေးလေးလေးစားစားပူဇော်မှုမျက်နှာမှုကိုမလောက်ကြပဲနဲ့ပြန်တော်မူခါမှမယောင်ရစီလူအဲ့ဒီအယိုးအိုးကိုဇေဒီတယ်မယ်ဘလောက်ကုံကုံဆိုတာမျိုးတွေဖြစ်လာကြတယ် ဆိုတော့မိမိတို့ကိုယ်ပဲရှိခဲ့တဲ့ဆရာတော်ကယဟန္တာ ဖြစ်လို့ဇေဒီတေထပူဇော်တယ်ဆိုရင်တော့ကောင်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့စာပေထဲမှာမြတ်စွာဘုရားကဇေဒီတေတဲ့တဲ့ပုဂ္ဂိုလ်၄မျိုးကိုဟောပြတယ်နံပါတ်၁ကမြတ်စွာဘုရားတမ္မာတမ္ဗုဒ္ဓမြတ်စွာဘုရားဘုရားပြိဋိဘံဆန်တဲ့ခါမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေကိုထာပနာပြီးဇေဒီတေထတဲ့တဲ့ပေါ့ ဖះကိုမဖူးလိုက်ရတဲ့ပုံကိုယ်တွေဖះရဲ့ဓာတ်တော်ဌာပနာထားတဲ့ဇေဒီတော်ကိုဖူးမြော်ပြီးတော့ကုသိုလ်တိုးပွားကြပါစေဆိုတဲ့ပုံစံမျိုးနဲ့ဇေဒီတေထာကိုယ်ပွဲထိုက်တယ်ပေါ့နောက်ပိစိကဗုဒ္ဓအရှင်သူမြတ်များ သာသနာ့ဘကာလမှာပိစိကဗုဒ္ဓအရှင်သူမြတ်များပွင့်တော်မူကြတယ်မြမာတွေကတော့ဖယံငယ်လို့ခေါ်သိကြတယ်အဲ့တော့ပိစိကဗုဒ္ဓအရှင်သူမြတ်များဟာလည်းပဲ ပရိနိဗ္ဗာန်ဆန်တဲ့အခါမှာအယိုးထာပနာပြီးတော့ဓာတုစီတီအနေနဲ့ပူဇော်ထိုက်တယ်ပေါ့။အော်ယဟန္တာအရှင်သူမြတ်များယဟန္တာအရှင်သူမြတ်များဟာလည်းပဲပရိနိဗ္ဗာန်ဆန်တဲ့အခါမှာကျွင့်ကြံတဲ့အယိုးတော်တွေကိုထာပနာပြီးတော့ဓာတုစီတီအနေနဲ့ပူဇော်ထိုက်တယ်ပေါ့။တချို့ကဓာတ်တော်လို့ပြောရင် အလုံးလေးအလုံးလေးတွေလို့တချင်ချာကြီးမှတ်နေကြတယ်တကယ်တော့ဓာတုဓာတ်တော်ဆိုတာအယိုးကိုပြောတာပါပဲနော်ဓာတ်တော်ဓာတ်တော်ဆိုတာတကယ်တော့အယိုးကိုပြောတာပါဠိလိုဓာတုလို့ခေါ်တယ်အဲ့ဓာတုကိုအထက်ကရာကျမ်းဒီမှာအဋ္ဌိအယိုးလို့ဘာသာပြန်တယ်အဲ့တော့ဓာတ်တော်ဓာတ်တော်ဆိုတာထွေထူးမဟုတ်အယိုးတော်ကိုပြောတာပဲဒါပေမဲ့မြန်မာနိုင်ငံမှာကအများစုအပြင်ဓာတ်တော်လို့ပြောလိုက်ရင်အလုံးလေးအလုံးလေးတွေကိုပြည့်မြင်ကြတယ် တော့ဓာတ်တော်များသည်လုံးကျင်တယ်လုံးမယ်မလုံးကျင်တယ်မလုံးအဋိဌံတော်မူရာနဲ့ဆိုင်တယ်ပေါ့ဒါကြောင့်ဓာတ်တော်ဆိုတိုင်းအလုံးလို့ မထင်ကြပါနဲ့နော်ယဟန္တာရဲ့အယိုးဟာလည်းဓာတ်တော်လို့သတ်မှတ်ရပါတယ်နော်အေးအဲ့တော့ယဟန္တာရဲ့အယိုးဓာတ်တော်ကိုထာပနာပြီးတော့ဇေဒီတည်ထားထိုက်တယ်နောက်တစ်ခုကကြတော့လူသားထဲကစကြဝဠာမင်း စัจ java ဒေမင်းဟာလည်းပဲဇေဒီတေတာပူဇော်ထိုက်တယ်ပေါ့။မပြောလို့လဲဆိုတော့သူကဒုက္ခဒုက္ခမှာမင်းကြီးတရားဆယ်ပါးနဲ့အညီစัจ java လာကြီးကိုအုပ်ချုပ်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့သူတော်ကောင်းဘုရင်ဖြစ်တယ်။စัจ java ဒေမင်းဆိုတာသူတော်ကောင်းဘုရင်ဖြစ်တယ်။တိုင်းသူမိသားတွေကိုကိုယ့်ရဲ့သားသမီးပမာမေတ္တာတရားနဲ့အုပ်ချုပ်တယ်။ သီလမြဲတယ်။ဒါကြောင့်အဲ့လိုသူတော်ကောင်းဘယင်เนาะတခက်တခါပေါ်တယ်เนาะခြားပါတဲ့ပုံကူမျိုးဆစ္စာဝတိမင်းဆိုတာအများရဲမရှိဘူး။အခုလိုစုတ်ကဲ့ကာလမှာလဲဆစ္စာဝတိမင်းဆိုတာမပေါ်ဘူး။တတန်းရှည်တဲ့ကာလမျိုးမှာပဲဆစ္စာဝတိမင်းဆိုတာပေါ်တယ်။တက်ကဲ့ကာလလို့ခေါ်တယ်။စုတ်ကဲ့ကာလမှာမပေါ်ဘူး။ဆိုတော့အဲ့လိုတက်ကဲ့ကာလမှာသူတော်ကောင်း တလောကလုံးကိုအုပ်ချုပ်တဲ့သူတော်ကောင်းဘုရင်စကြဝဠာမင်းဆိုတာရှိတယ်အဲ့တော့ရှားပါတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ကိုကျင်တရားလည်းကောင်းတယ်တလောကလုံးအတွက်အကျိုးကိုဆောင်ရွက်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တူးမှုလို့သူ့ကိုလည်းတိုင်းသူပြည်သားတွေအနေနဲ့သူ့ရဲ့ဂုံကျေးဇူးကိုအောက်မေ့သတိရပြီးတော့ကုသိုလ်တိုးပွားဖို့ဇီတီတည်ထားထိုက်တယ်လို့ဆိုလိုတယ်အဲ့တော့ဇီဒီတရားတိုက်တဲ့ပုဂ္ဂိုလ်လေးမျိုးမြတ်စွာဘုရားပြောတယ်။တမ္မာတမ္ဗုဒ္ဓမြတ်စွာဘုရား။ပိစေကဗုဒ္ဓ ်ယဟန္တာအရှင်သူမြတ်များစကြဝဠာမင်းဇေဒီတက်ထားတဲ့ပုဂ္ဂိုလ်၄မျိုးဆိုတော့ပုထုဇဉ်ပုဂ္ဂိုလ်တွေမပါဘူးပေါ့နော်အဲ့တော့ပုထုဇဉ်ပုဂ္ဂိုလ်တွေကိုဘာလို့ဇေဒီမတည်ထားတိုက်တလဲလို့မေးရင်သာသနာထွန်းကားတဲ့ကာလမှာယဟန်တော်တွေကအများကြီးပဲအဲ့ဒီဘုန်းကြီးတစ်ပါးပြန်တော်မူတိုင်းဇေဒီတစုတည်ကြမယ်ဟေ့ဆိုရင်မြေကြီးတွေတော့လောက်ပါမဟုတ်ဘူးတဲ့ပြင်ထူးထူးဆန်းဆန်းလမ်းဖြစ်နေမှာမဟုတ်ဘူး နော်အံ့ဩပွယ်လည်းမဟုတ်ဘူးလေဘုံကြီးပြန်တော်မူလို့ဇေတိတရားစတန်ဆိုရင်ကမ္ဘာမြေပြင်ပေါ်မှာဘုံကြီးရဲ့အယိုးအိုးဇေတိတွေအယိုးဇေတိတွေတော်တော်များနေမှာတဲ့ပြီးရင်ဒကာဒကာမတွေလည်းပဲကောင်းကောင်းပူဇော်နိုင်ကြမှာမဟုတ်ဘူးကိုเจ้าကလည်းပြန်တော်မူစေတီတဲ့ဒီเจ้าကပြန်တော်မူစေတီတဲ့နဲ့ဆိုတော့မြေပြင်တစ်ခုလုံးအဲ့ဒီရဟန်းတော်ရဲ့စေတီတွေနဲ့ပြည့်နေမှာ မထူးဆန်းမှုပေါ့နော်မထူးဆန်းဟိုဇေဒီတိုင်အပြစ်ဖြစ်တယ်လို့ဆိုလိုတာတော့မဟုတ်ဘူးနော်ထူးဆန်းပွဲမဟုတ်လို့ဇေဒီမတည်သင့်ဘူးလို့ဆိုတာဇေဒီတဲလိုက်အပြစ်ဖြစ်သွားလားဆိုတာပြတ်တော့မဖြစ်ပါဘူးနော်ပုထုဇဉ်ယဟန်တော်တွေကိုပြန်တော်မူတဲ့အခါမှာအယိုးကိုထာပနာပြီးဇေဒီတဲတာအပြစ်မရှိပါဘူးအကုသို့မဖြစ်ပါဘူးဒါပေမဲ့ထူးထူးဆန်းဆန်းမဟုတ်လို့တော့မာကနောဆရာကြီးကထပ်ပြီးတော့ထောက်ပြတာကလူတွေဟာတဲ့ ပြန်တော်မူတဲ့အခါမှာအယိုးစီဒီအယိုးစီဒီဆိုပြီးတော့အတက်တရောလောက်ကြပြီမဲ့နောက်ပိုင်းကျတော့လဲလှဲ့တော့မကြည့်ရတော့ဘူးတဲ့အဲ့ဒီစီဒီကိုဘယ်သူမှလဲတကူးတကလာပြီးဖူးမြော်ခြင်းကြော်ခြင်းပူဇော်ခြင်းမလုပ်ကြတော့ဘူးတာမယ်ရဟန်းတော်တပါးဆိုတဲ့အသည့်နဲ့ပဲပြီးသွားတယ်ပေါ့နောက်အဲ့ဒီအယိုးစီဒီကရင်ကြီးတွေတက်ပြိုပြက်နောက်ကျတော့လူယိုးမှန်းမသိဘုံကြီးယိုးမှန်းမသိရောအဲ့ဒီဖြစ်သွားတယ် နှစ်ကြာလာတဲ့ခါမှာအဲ့ဒီအယိုးကဘုံကြီးအယိုးမှမသိလူအယိုးမှမသိနောက်တခါဇေဒီကလည်းဘုရားတက်တော်ထာဝရထားတဲ့ဇေဒီမှမသိဘုံကြီးဇေဒီမှမသိအဲ့လိုမကွဲတော့ဘူးပေါ့နော်မကွဲတော့ဘူးသာသနာထွန်းကားတဲ့နိုင်ငံဒီမှာကြတော့ဘုရားကိုရည်မှန်းပြီးတည်တဲ့ဇေဒီတွေလည်းအများကြီးရှိတယ်လေအဲ့တော့ခေတ်ကာလတစ်ခုကြာသွားတဲ့ခါမှာဒီဇေဒီကဘုရားဇေဒီလားယဟန်ဘုံကြီးဇေဒီလားမကွဲတော့ဘူးပေါ့ အဲ့လိုဖြစ်သွားတာဘုန်းကြီးစေဒီမန်းမသိဖရာစေဒီမန်းမသိဒါကြောင့်ထူးဆန်းအံ့ဩဖွယ်မဟုတ်ဘူးဒါကြောင့်ယနေ့ခေတ်မှာဘုန်းကြီးပြန်တော်မူတိုင်းဘုန်းကြီးရဲ့အယိုးကိုထာပနာပြီးအယိုးအိုးစေဒီတဲ့တာကိုစဉ်းစားသင့်တယ်ပြုပြင်သင့်တယ်လို့ဆရာတော်ဘုရားကြီးကထောက်ပြတယ်မိမိတို့ကိုယ်ကိုယ်စည်းကတ်တဲ့ပုဂ္ဂိုလ်ကအရိယာပုဂ္ဂိုလ်မို့လို့ယဟန္တာမို့လို့ဆိုရင်တော့ ဓာတ်တော်ဌာပနာပြီးတော့ဇေဒီတဲပေါ်အများသူငါပူဇော်ခွင့်ရတယ်ဒီဘက်ဆုတ်ကက်ကာလမှာယဟန္တာဆိုတာရှားလာပြီနိဒါဇေဒီတဲထားကိုယ်ကပူဇော်ထိုက်တယ်ပေါ်လောတိလသမารီပညာနဲ့ပြည့်ဝတယ်အရိယာတော့မဟုတ်ဘူးပုထုဇဉ်ပုဂ္ဂိုလ်တိရသမารီပညာပြည့်ဝတယ်အထက်ကနာထဲမှာဘာပြောတဲ့လဲဆိုတော့အဲအဲ့ဒီလို ယဟန္တာမဖြစ်သေးပေမဲ့တိရသမားတွေပညာပြည့်ဝတဲ့ပုထုဇဉ်ပုဂ္ဂိုလ်မျိုးဆိုရင်လည်းယဟန္တာတွေကိုပူဇော်သူလိုမျိုးအကြီးကျယ်ပူဇော်နိုင်ပါတယ်။ဟိုဇေဒီတဲထားခြင်းသည်မထူးဆန်းမအံ့ဩတဲ့အတွက်ကြောင့်မတည်တော်ပဲနဲ့အစွမ်းကိုပူဇော်ကြပေါ့တဲ့။ယဟန္တာတွေကိုပူဇော်သူလိုမျိုးကိုစီမီးတွေနတ်သားတွေနဲ့ပူဇော်ကြပါနော်။ဒီမြန်မာနိုင်ငံမှာလည်းဒါဘုန်းကြီးပြန်ပွဲတွေမှာပူဇော်ကြတာပါပဲနော်။ ထက်ကရာဆရာကလည်းအဲ့လိုတိရသမာတိပညာပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကိုယဟန္တာကို ပူဇော်ကားနှီးမျိုးနဲ့ပူဇော်ပါဒီလိုမျိုး တိုက်တွန်းထားတယ်ဆရာမဂနောဆရာဘုရားကြီးကဆက်ပြီးတော့မိန်တယ်ဘုံကြီးပြန်တယ်လို့သုံးကြတယ်မြန်မာနိုင်ငံမှာဘုံကြီးပြန်လွန်တော်မူတယ်ဘုံကြီးပြန်တော်မူတယ်လို့သုံးကြတယ်ပြန်တော်မူတယ်လို့လည်းသုံးတယ်ပြန်လွန်တော်မူတယ်လို့လည်းသုံးတယ်အဲ့ပြန်ဆိုတဲ့စကားမှာ ဇာလုံးပေါင်းတဲ့ခါနှမျိုးပေါင်းကြတယ်ပါးစားရရရနတ်သက်ပြန်လို့ပြန်တော်မူလို့လည်းရေးတယ်ပါးစားရပင်တိတိတင်ပြန်လို့လည်းရေးတယ်နှမျိုးလုံးကတော့သူ့အိဗယ်နဲ့သူမှန်တယ်ပါးစားရရနတ်သက်ပြန်ဆိုတာက ပြန်ကြွသွားတာပေါ့ဒါဆိုတဲ့အိဗယ်မျိုးရှိခက်ကများသောအားဖြင့်ဘလုံယူဆတယ်လဲဆိုတော့ယဟန်ဝုဖို့ဆိုတာတိတ်ခတ်တယ် ဒီကာမဂုဏ်အာယုံတွေကိုစွန့်ခွာပြီးတော့သာသနာ့ဘောင်ဝင်ရောက်တရားဓမ္မကျင့်ဖို့ဆိုတာမလွယ်ဘူးတဲ့မိမိရဲ့ဇနီးတွေကိုစွန့်ဖို့သာသမိတွေကိုစွန့်ဖို့ပိုင်ဆိုင်တဲ့ကာမဂုဏ်အာယုံတွေကိုစွန့်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့ဘုန်းကြီးတွေဟာကာမဂုဏ်အာယုံတွေကိုစွန့်ပြီးတော့တရားကျင့်တဲ့သူတော်စင်တွေအဲ့တော့ဒီပုဂ္ဂိုလ်တွေဟာအရင်ဘုရားတော်ကဗျံမာတွေများဖြစ်ခဲ့လိမ့်မယ်လို့လူတွေကယူဆကြတယ်ဒါရှစ်ခေတ်ကယူဆပါတယ်နော်ဘုန်းကြီးတွေဟာအရင်တုန်းက ဗျံမာတွေများဖြစ်ခဲ့သလားပေါ့သူဗျံမာဆိုတာကာမဂုဏ်အာယုံကာမိစ္ဆန္ဒတွေကင်းစိတ်ပြီးနေနေရှိကြတယ်အဲ့တော့ဗျံမာတွေဟာကာမဂုဏ်အာယုံကင်းစိတ်ပြီးတော့တရားနဲ့နေတဲ့ပုံကိုယ်တွေဆိုတော့ကာမဂုဏ်ကိုစိတ်မဝင်စားဘူးအဲ့ကြောင့်ဘုန်းကြီးတွေဟာမြတ်မပြေကလာတာဖြစ်လိမ့်မယ်။ဦးပြန်တော်မူတယ်ဆိုတာသူတို့ရဲ့လာခဲ့ရမြတ်မပြေကို ပြန်သွားတာပဲလို့ဒီလိုယူဆကြတယ်။ မြမပြည်ကလာတယ်ဒီမှာတရားဓမ္မတွေကျင့်ကြံပြီးတော့ဇန်တွေရပြင်မြမပြည်ကို ပြန်ကြောက်သွားတယ်ပေါ့အဲ့ဒီလိုမျိုးအဓိပ္ပာယ်နဲ့ပါဇောက်ရခြင်းနတ်သက်ပြန်ဆိုပြီးတော့ပြန်တော်မူတယ်လို့သုံးပါလေမိမိတို့လာခဲ့ရဖြစ်တဲ့မြမပြည်ကိုပြန်တော်မူတယ်ပေါ့ပြန်ကြောက်သွားတယ်လို့ဆိုတဲ့သဘောနော်နောက်ပါဇောက်ရပြင်တိတိတင်ပြန်လာကြတော့ကောင်းကင်ကိုပြန်တက်တယ်ဆိုတဲ့သဘောမျိုးနဲ့ပြောတာ ဘုန်းကြီးတရားတရသမားတွေပညာတွေဖြစ်ချင်းပြီးတော့ပြန်လုံတော်မူတဲ့အခါမှာဟိုအထက်နှက်ပြီကိုပြန်တက်တော်မူတယ်လို့ဆိုလိုတယ်ဒါပတ်စောက်ရပင်တည်တည်တင်ပြန်နှက်ပြီကိုပြန်တက်တယ်ဆိုပြီးတော့ပြောကြတယ်ပေါ့ဒါကြောင့်ပြန်တော်မူတယ်ဆိုတာကိုရေးတဲ့အခါမှာရပင်းနဲ့လည်းရေးပါတယ်နော်ရရင်နဲ့လည်းရေးပါတယ်သူ့အိဗယ်နဲ့သူရှိကြတယ်ပေါ့နှစ်ခုလုံးကတော့ကောင်းတဲ့အိဗယ်ပေါ့နော်ပြန်ကြွသွားတယ်မြမပြီကို ထက်နှက်ပြေကိုပြန်တက်တော်မူတယ်။နေပဲတစ်ခုလုံးကောင်းတယ်။အရဏပတ်သက်ပြီးဆရာတော်ကြီးကရည်စရာတစ်ခုပြောတယ်။မာကနာဆရာတော်ဘုရားကြီးကနယ်မြို့တစ်ခုမှာတဲ့ဘုန်းကြီးတစ်ပါးကငွေတိုးချေးစားတယ်တဲ့။ဘုန်းကြီးကငွေမှကင်ထားလို့မှမရပဲ။ငွေတိုးချေးစားလို့လည်းမရဘူးလေ။ဘုန်းကြီးနဲ့ငွေနဲ့ဘာမှမအဆောက်ဘူး။ဒါပေမဲ့စောက်ကက်ကာလဆိုတော့ဘုန်းကြီးတွေဟာနော် တက္ကရာမတွေလူသမားငွေတွေအလူခံပြင်းရွာသူရွာသားတွေကိုငွေတိုးရှေးစားတယ်ဘုန်းကြီးကငွေတိုးရှေးစားတယ်အဲ့ဒီဘုန်းကြီးပြန်တော်မူသွားတဲ့အခါရွာသူရွာသားတွေကအလူအယက်ပြေးလာကြတယ်မလုပ်ဘူးလဲဆိုတော့သူတို့ရှေးထားတဲ့ငွေစင်းရင်းကိုရှာမလို့ဘုန်းကြီးစီမှာသူတို့ငွေတွေရှေးထားတာကိုအဲ့တော့အဲ့ဒီငွေစင်းရင်းကိုရှေးဖြတ်ဖို့အတွက်အလူအယက်အတုထက်ငါဘုန်းကြီးเจ้าကိုပြေးလာကြတယ် လိုက်ရှာကြတယ်တကြောင်လုံးနှံ့အောင်စရင်းတွေပမာလဲတို့ရဲ့ငွေစရင်းပမာလဲငွေစရင်းပမာလိုက်ရှာတယ်မတွေ့ကြအောင်အဲ့တော့ဘုန်းကြီးကပြန်တော်မူခင်မှာမကြခဏဘာကိုကြည့်တယ်လဲဆိုတော့ចောင်းအောက်ကမြေကိုခဏခဏစိုက်ကြည့်တယ်ဘုန်းကြီးကအဲ့တော့ဒကာကမတွေကသတိထားမိတယ်ဘုန်းကြီးအောက်ကိုခဏခဏငုံကြည့်နေတယ်ခဏခဏငုံကြည့်နေတယ်ဆိုတော့အဲ့ဘုန်းကြီးပြန်တော်မူတဲ့အခါမှာ သွားတူးကြတာပေါ့နော်ဘုံကြီးခဏခဏငုံကြည့်တဲ့နေရာသွားတူးကြတာတူးတော့အဲ့မှာရွှေတွေရတယ်ဘုံကြီးကသူ့ရှိတဲ့ပတ်စံနဲ့ရွှေတွေဝယ်ပြီးတော့မြုပ်ထားတာကိုဆိုတော့မာကနောင်ဆရာဘုရားကြီးကမမိန်တယ်ဆိုတော့အေးအဲ့ဒီလိုငွေတိုးရှေးစားပြီးတော့ပတ်စံစုရွှေငွေတွေစုထားတဲ့ဘုံကြီးပြန်တော်မူတဲ့အခါမှာချိုးတော်မူမှာစိုးရတယ်တဲ့ဆရာကြီးကကောင်းကင်ကိုမပြန်တတ်ဘဲနဲ့ မြေကြီးတဲ့ကိုရှိုးဝင်มาဆိုရတယ်ဆရာတို့ကြီးအမိတ်အီစီယာနေနဲ့ပြောတာအဲကြောင့်ဘုံကြီးတိုင်းပြန်တော်မူတာမဟုတ်ဘူးရှိုးတော်မူတာလည်းရှိနိုင်တာပဲလို့ဆရာတို့ကြီးကပြောတာနော်တိရသမารီပညာတွေပြတ်နေရင်ဗျမပြည်လည်းပြန်မကြွနိုင်ပါဘူးအထက်နှက်ပြည်လည်းပြန်မတက်နိုင်ပါဘူးငရဲဘဝကိုပဲရှိုးတော်မူတာမျိုးလည်းဖြစ်နိုင်တာပဲလေဒါကြောင့်ဆရာတော်ကြီးလို့ဇာတိနာဘဝတုန်းကငငယ်ချင်းဘုံကြီးတပါနောက်တယ်တဲ့ဟဲ့ကောင်းလေးတဲ့ ်ငါပြန်တော်မူလို့ရှိရင်တဲ့ငါလေးစာကိုတစ်ခါတည်းမှတ်ထားကြရတယ်အိန္ဒိယနိုင်ငံရာဇဂျိုဂစ္စကုတ်တောင်ဇောင်းချမ်းဘေးအောက်မှာအဲ့ဒါငါနေရာလို့မှတ်လိုက်ကြတော့တယ်တကယ်ချင်းချင်းချင်းနောက်ကြတာပေါ့နော်ဂစ္စကုတ်တောင်မှာပိတ်တာတွေဖြစ်နေကြတာအများကြီးလေယဟန်ပိတ်တာတွေအများကြီးပဲအေးဒါကြောင့်ဆရာတော်ကြီးကလူအများကတော့ပြန်တော်မူတယ်ပြန်တော်မူတယ်ပြောပြီးမယ်တဲ့တိရသမားဒီပညာမပြည့်ဝရင်တော့ ြောင်းတော်မူမှာမဟုတ်ဘူးတဲ့ချိုးတော်မူမှာအဲတော့ဆရာတော်ကြီးကဗာမိတ်တယ်လဲဆိုတော့ယဟန်တမပြောင်းတော်မူတဲ့အခါမှာရွှေကဘလောက်ကြံတယ်ငွေကဘလောက်ကြံတယ်ဆိုတာဒီအနှောင်ချက်စရာကောင်းပါတယ်နော်ယဟန်တမမှာအဲ့လိုရွှေတွေကြံခဲ့တယ်ငွေတွေကြံခဲ့တယ်ဆိုတာသိချက်စရာကောင်းတယ်နောက်ပြောင်းတော်မူကနီးမှာအလိုက်မသိတဲ့တပည့်တွေကလည်းအရှင်မြတ်ကိုတို့တို့ကိုဟိုအားပေးအောင်ဒီအားပေးအောင်အမွေတွေတောင်းနေပြန်မှာဦးမယ် ဆိုတော့ဘုန်းကြီးကအဲ့ဒီစိတ်တွေနဲ့ပြန်တော်မူသွားရင်ငါမှာရွှေဘယ်လောက်ရှိတယ်ငါမှာငွေကဘယ်လောက်ရှိတယ်အဲ့ဒါတွေကိုဆွဲလန်းပြီးတော့ပြန်တော်မူသွားရင်ခုနကပြောသလိုမြမပြည်လည်းပြန်မကြွနိုင်ပါဘူးလက်ပြည်လည်းပြန်မတတ်နိုင်ပါဘူးပိတ်တာတွေဖြစ်နိုင်တယ်ကျန်းကန်ဒီထဲမှာလည်းပြောတယ်အထက်ကတည်းကမှမပြောတဲ့လဲဆိုတော့မိမိပိုင်ဆိုင်တဲ့ဥစ္စာတွေကိုဆွဲလန်းပြီးတည်လို့ရှိရင် အဲ့ဒီအိမ်တို့ခြံတို့ကျောင်းတို့နားမှာတရေတစေပိတ်တာ ဖြစ်တတ်တယ်လို့ကျန်ငယ်ထဲမှာဖော်ပြတယ်။ကျောင်းဆရာတော်ဘုရားကြီးကမိန့်တာဘုန်းကြီးတွေပါပြန်တော်မူတဲ့အခါအဲ့လိုမျိုးရွှေတွေငွေတွေကြံခဲ့ရင်အဲ့ဒီရွှေငွေပေါ်မှာဘုန်းကြီးကဆွဲနှမ်းပြီးပြန်တော်မူသွားရင်ပိတ်တာဖြစ်နေမှာပေါ့တဲ့။ဒါကြောင့်ရဟန်းတော်များအနေနဲ့လည်းပဲဆင်ရှင်သင့်တယ်ဆိုတဲ့အကြောင်းပေါ့လေ။အေးကောင်းပြီအဲ့ဒီတော့ ဖုန်ကြီးပြန်ပွဲနဲ့ပတ်သက်ပြီးတော့ပြုပြင်စရာတွေအများကြီးဆရာတော်ကြီးထောက်ပြတယ်။ဒါဒီနေ့ကအချိန်ကိုငဲ့ပြီးတော့ဒါပထမပိုင်းအနေနဲ့ဖုန်ကြီးပြန်တော်မမူခင်မှာစွန့်အားရှိသလောက်ဆရာတော်တန်ခါတော်တွေကိုပူဇော်ကြပါ။ပြန်တော်မူခါမှာနော်ငွေဒီကုန်ရှင်သလောက်ကုန်ဆိုပြီးတော့ဂုံပကာတာနာပျော်ပွဲရှင်ပွဲတွေကိုဦးစားပေးနေကြမယ်ဆိုရင်အကျိုးမရှိဘူးအကျိုးမများဘူးလို့ဒီလိုနားလည်ကြရမယ်။နော်ဒါကြောင့်ဆရာတော်ဘုရားကြီးက တတ်တော်တင်ကြားရှိနေစဉ်မှာအာရပါရပူဇော်ကြသမ်းပါတဲ့ပြန်တော်မူခါမှပုံကြီးသိမ့်မချက်ကြပါနဲ့လို့ဆရာတော်ဘုရားကြီးကတိုက်တွန်းပါတယ်နော်ကောင်းပြီတကြောင်ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဒုသာသနာတော်ကြီးတန်ရှင်းတည်တံပြန်ပွားဖို့ဒုအားလုံးမှာတာဝန်ရှိတယ်လို့ခံယူထားကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းဘုရားမြတ်စွာသာသနာတော်ကိုတန်ရှင်းတည်တံပြန်ပွားအောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း